မိဘမိသူများရှင် Prime Media မှာသတင်းသုံးသပ်တင်ပြချက်လေးစတင်ပါပြီရှင့်။မနေ့တည်းရက်ကျွန်မသတင်းသုံးသပ်တင်ပြချက်လေးကိုရန်နာခဲ့ရတဲ့အတွက်လည်းကျွန်မကိုနားလည်ခွင့်လို့ပေးနိုင်ပါရင်ကျွန်မဒီနေ့ကနေပြီးတော့ပန်ကြားအပ်ပါတယ်ရှင်။မိဘမိသူများကိုကျွန်မတခုတည်းပေးလိုတာကတတော်မှဆိုလဲကျွန်မနာမည်အသုံးပြုပြီးတော့အကောင့်တူတွေဖွင့်နေကြရပေါ့နော်။ပြီးရဲ့အခါမှာတက်မတော်ပုံရိပ်ကိုထိခိုက်စေမဲ့စာသားတွေမိဘမိသူတွေအထင်လွဲစေမဲ့စာသားတွေကိုရေးတင်နေတာလည်းမြင်တွေ့ရပါတယ်ရှင့်။ဒါကြောင့်မိဘမိသူများအနေနဲ့အကောင့်တူကိုတည်ထားဖို့အတွက်လည်းကျွန်မတိုက်တွန်းချင်ပါတယ်ရှင်။ ကျမတို့နာမည်အသုံးပြုပြီးတော့အကောင့်တူတွေဖွင့်နေကျမတို့နဲ့နိုင်ငံတော်ကိုရိုက်တိုက်တယ်ပေါ့နော်အော်အဲ့လိုမျိုးလည်းတည်လုံနေတဲ့ပုံပေါ်တွေကဘယ်ဘက်ကသူတွေလဲဘသူတွေလဲဆိုတော့ကျွန်မလည်းမသိပါဘူးရှင်မသိဘူးတော့ဒါပေမဲ့သိကြတာကတော့ကျွန်မပေါ်မှာမလုံမုံထားရှိတဲ့သူတူဦးကပဲပြုတ်လုတယ်လို့ပဲကျွန်မခံယူပါတယ်ရှင်ဒီပုံပေါ်ပေါ်မှာလည်းကျွန်မအနေနဲ့ကျွန်မကိုမုံတယ်ဆိုတော့ဘသူလဲဆိုတော့ကျွန်မလည်းမသိဘူးမသိဘူးဆိုတော့ကျွန်မပြန်မုံရမလားဆိုရင်ဘသူမှမသိရကျွန်မသူ့ကိုဘယ်လိုမုံရမလဲပေါ့နော်အော်ကျွန်မအနေနဲ့ကတော့ဘာမှစိတ်ထဲမှာအမုံတရားတွေပါတယ်မရှိပါဘူး ကျမကိုကြောက်ချခြင်းနဲ့ကျမကိုဒုက္ခပေးခြင်းနဲ့စိတ်ရှိနေရဲဆိုရင်တော့ကျမမျက်နာဝင်မြင်အောင်ကြည့်လိုက်ပါရှင့်အဲ့လောက်တိလွဲကူနေမဲ့ယုတ်လားလို့အဲ့ဒီကူပဲပြောလိုက်ချင်တယ်ပေါ့နော်အဲ့လောက်တိလွဲကူနေမဲ့ယုတ်လားလို့တခြားလောက်ကြည်တိုက်ပြီးတော့ဒါစဉ်းစားဆင်ခြင်ကြပါရှင့်ဒါလေးပဲပြောချင်ပါတယ်ကျမောင်းနာမည်အကောင့်တူဖြန့်ပြီးနိုင်ငံတော်စော်ကားနေရဲဆိုတာကကျမကစော်ကားတာမဟုတ်လေအကောင့်တူလုံနေတဲ့သူကစော်ကားတာလေဟုတ်တယ်မလားဒီလိုတကုတ်ကုတ်ဖြစ်လာတယ်ဆိုရင် ပြဿနာကဘယ်သူစီလာမှာလဲကျမစီလာမှာလားအကောင့်သူစီလာမှာဆိုတာစဉ်းစားပေါ့နော်တခုတော့ရှိရပါဘောရှင်ပတ်ပြီးတော့လာရင်တော့လာမှာပေါ့ရင်းဆိုကျမစီတော့မေးတာလာမှာပေါ့ကျမဖြေလိုက်လို့ကျမအကောင့်မဟုတ်ဘူးဒါအကောင့်တူကြီးပါဆိုပြီးကျမတက်တင်နေတကွာပြနိုင်တယ်ဆိုရင်ကျမမှာပြဿနာတက်ဆာအကြောင်းမရှိဘူးရှင်အဲ့ဒီအကောင့်တူစီကိုပဲခြေရခံပြီးလိုက်လာမှာဟောနော်အဲ့အဲ့အကောင့်တူပိုင်ရှင်ပဲနည်းနည်းစဉ်းစားရှိချင်တုံ့တက်ပြီးလောက်ကင်ပါရှင်အဲ့လိုပြောချင်ပါတယ်ရှင်နော် ဟိုအရန်လွယ်လို့ရှင်ဝက်တွေတစ်ပင်တက်ကုန်ပါဗောရှင်ဟုတ်တယ်မလားဒါလေးတော့စဉ်းစားဆင်ခြင်မှုပြပြတာပါရှင်တချို့တွေကသူများကိုရုံမှခြင်းစောတာများနေတာဗောနော်ကိုယ်စီကိုပြန်ပြီးတော့ပတ်လာမယ်အန်နီရယ်ကိုမမြင်တတ်လို့ကျွန်မပြပြတာပါရှင်ကျမဒီနေ့ပထမဆုံးမိဘပြည်များအကျိုးရှိစေမယ့်သတင်းလေးပေါ့ရှင်အဓိကဆင်ခြင်ရမယ့်ကိစ္စလေးကိုပြပြချင်ပါတယ်ဒီကိစ္စလေးကအန်တီတော်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပါရှင်အဓိကအန်တီကိုချစ်ခင်လေးစားကြတဲ့မိဘပြည်သူတွေအများကြီးရှိတာကျမသိပါရှင် ဒီမိဘပြည်သူအနေနဲ့အန်တီကိုချစ်ခင်တဲ့စိတ်နဲ့ဒုက္ခတွေရောက်မှာဆိုလို့ပေါ့နော်ချို့ရလေးဆင်ကျင်နိုင်မှုတော့ကျွန်မပြောပြချင်ပါတယ်ဒီလာမဲ့ဇွန်လ19ရက်နေ့မှာဆိုရင်အန်တီတော်အောင်ဆန်းစုကြည်မွေးနေပေါ့နော်မွေးနေကြအောင်မဲ့အသက်80ပြည့်မွေးနေပါရှင့်အန်တီကဆိုရင်လက်ရှိမှာထောင်ထဲမှာလည်းအကျဉ်းကြခံပြီးတော့ပြစ်ဒဏ်ပေးဆက်နေရတဲ့အနေအထားရှိရပေါ့နော်ဒီတော့အန်တီကိုချစ်ခင်တဲ့သူတွေကတော့အန်တီရဲ့ဘဝအခြေအနေပုံစံကိုစိတ်မကောင်းဖြစ်တာပေါ့ရှင့်ဒါကတော့လူသားတွေဆိုတော့လေချစ်ချင်းမြစ်တာနောက်မှာတန်ရုံးစင်ကြိုးရီပါတက်တာဆိုတော့ဒီအရာပေါ်မှာပူလောင်ရတာပေါ့နော် ော့ကျွန်မနေပြောချင်တာအန်တီကိုချစ်တဲ့ချစ်ချင်းမြတ်တာပေါ်မှာသုံးချနေရဖွယ်စီရရှိရဲ့ချက်အဲ့ဒီအဖွယ်စီကတော့နံပါတ်1က NLD ပဲဖြစ်နေစိတ်မကောင်းစရာပါပဲเนาะအန် NLD ပါတီရဲ့ထုတ်ထားတဲ့စာလေးပေါ့ဒီစာအုပ်ထုတ်ထားတာကတော့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ဆိုပြီးတော့ဘူဌာနချုပ်ရဲ့တစိမ့်တုံးထုတ်ပြီးတော့ထုတ်ထားပါရှင့်ကျွန်မစာလေးပြသပါမယ်။ NLD Facebook Page ဟာဆိုရင်ဒီ2021ကိစ္စပြီးခဲ့ရနေပြီးတော့ ဒီသွေးတို့လုံးဆောင်တဲ့ကိစ္စတွေတော့ဇက်တိုက်လုံးဆောင်နေရဲ့ရှင် NLD ရဲ့အာဘော်နဲ့သူကတုံးပြူနေတာပေါ့နော်ပြီး NLD ဘိုးဌာနချုပ်ရဲ့တစိတုံးလဲသူ့စီမှာရှိနေတဲ့ပုံစံလေးပါရှင့်အဲ့လိုမျိုးလောက်ကင်နေရဲ့ဒါမဲ့ NLD ကတာဝန်ရှိရဲ့ဥဟန်သာမြင့်တို့ဘာလို့ကတော့မသက်ဆိုင်ဘူးပါညာပေါ့လေ NLD page ကိုခိုးခံရတယ်လို့ဘာလို့ပေါ့ရှင့်ပြောနေကြတယ်ဒါပေမဲ့တစိတုံးကိုခိုးသွားတာလားသူကလည်းမပြောတော့ဘူးတစိတုံးကိုခိုးသွားတာလားဒီတစိတုံးအုံပြူပြီးတော့ NLD ပုံစံနဲ့စာတွေထုတ်နေတာကို NLD ပြည်တွင်းမှာရှိနေတဲ့ NLD စီးစီးတွေ ် NLD တွေပေါ့နော်သူတို့အောင်မကန့်ကွက်ဘူးလားအဲ့ဒါကတော့မေကွန်ထုတ်စရာကိစ္စလေးပါပဲဒါပေမဲ့လောလောဆယ်တော့ NLD ရဲ့တစိုက်တော့အသုံးပြုပြီးတော့စားတဆောင်ကို NLD ပါတီပုံစံနဲ့ထုတ်လာခဲ့ပြီရှင့်အဲ့ဒီစာလေးကကြတော့ဒီလူမှုကောင်းဆောင်ပေါ့နော်နိုင်ငံတော်တိုင်ပင်ကပုံကိုဟောင်းဖြစ်တဲ့အန်ဒီတော်ဆန်းစုကြည်ရဲ့နှစ်80ပြည့်မွေးနေ့အထိမ်းမှတ်ပြုလုပ်ဖို့အတွက်ဆိုပြီးတော့လှုံ့ဆော်ထားတာဖြစ်ပါတယ်။လှုံ့ဆော်ထားတာကတော့ရိုးရှင်းတဲ့လှုံ့ဆော်မှုတွေပါရှင့်အဓိကအန်တီရဲ့မွေးနေ့မနက်၈နာရီတိတိမှာတဲ့ဒါ အန်တီအတွက်ဆန္ဒပြုပေါ့နော်ဆူတောင်းမှုအတွက်ကိစ္စလုပ်ဖို့ခိုင်းထားတယ်ပြီးတော့ဒီအန်တီရဲ့သားဖြစ်တဲ့ဥထိန်လင်းပေါ့နော်သူကမွေးနေ့ဆူတောင်းစကားပြောရစီနေလောက်မယ်တဲ့အဲ့ဒါကူးပေါင်းပါဝင်ကြပါဆိုပြီးပြောထားရရှင့်နမထူးခြားချက်နေနဲ့ကျွန်မပြသပါမယ်စာထဲမှာရေးသားထားတာကြတော့ဒီအပိုက်လေးပေါ့နော်အပိုက်လေးမှာရေးထားတာကပြည်သူလူထုရဲ့ထောက်ခံမှုကိုပြေဝါရရှိခဲ့ပြီးတော့2020ခုနှစ်ထွေထွေရွေးကောက်ပွဲမှာမဲဆန္ဒရှင်ပြည်သူလူထုရဲ့80နှစ်ရံကန်တို့ကြောင့်ဆန္ဒမဲနဲ့ဆက်လက်တောင်းဝေးပေးရခြင်းခံခဲ့ရတဲ့သူရဲ့ဒေါအောင်ဆန်းစုကြည်ပေါ့နော် စစ်အာဏာရှင်စနစ်ကိုတဲ့ထူထောင်လို့တဲ့အကြမ်းဖက်စစ်ကောင်းဆောင်ဥမေယောင်လိုင်းပေါ်ရှင်သူကဥတော်မထဲ့ထားပါဘူးနော်ဥမေယောင်လိုင်းကတဲ့ဥပဒေမဲ့အာဏာသိမ်းပြီးတော့ရုပ်ကပွဲနိုင်ရပါတီကောင်းဆောင်ဒေါအောင်ဆုကြည်မတရားဖမ်းဆီးထားဒီမှာယနေ့ဆိုရင်1990ရဲ့တတိရှိပြီဆိုရေးသားထားပါရှင်ကျွန်မနိုင်ငံလက်ရှိအုပ်ချုပ်နေတဲ့နိုင်ငံကောင်းဆောင်ပေါ်မှာစံတက်ထက်ထန်တဲ့စကားတွေအသုံးပြုနေတဲ့အတွက်ဒါကတော့ NLD အနေနဲ့ကပေါ့နော် ပြည်ရဲမှာရှိတဲ့သူတွေကလည်းနည်းရှုပ်ချတင်တယ်လို့ထင်နေရှင့်ပြီးတော့အန်တီဒေါ်စာစုကြည်မွေးနေရတော့ရောက်လာတော့ပဲအန်တီကိုချစ်တဲ့သူတိုင်းလည်းအားလုံးသိရဲ့အားလုံးကမှတ်မိနေကြတာပေါ့နော်အရင်နှစ်တရားလည်းလို့ဖြစ်ခဲ့တယ်ရှင့်ကျွန်မခုရှင်းပြချင်တာလေးတလားအယူဆွဲတွေမထားဘဲနဲ့ဖြစ်စဉ်ဖြစ်ရတိုင်းပဲကျွန်မရှင်းပြချင်တဲ့အတွက်အန်တီကိုချစ်တဲ့သူတွေအသေးစားလေးနားထောင်စေချင်ပါရှင့်အဲ့ပါလဲဆိုတော့အန်တီဒေါ်ဆန်းစုကြည်မွေးနေမှာအန်တီကိုချစ်လို့ဆူတောင်းပေးကြတယ်အန်တီပြန်လေလွတ်မြောက်လာစေဖို့အတွက်ဆူတောင်းပေးကြတယ်ဆိုတာမှားတဲ့ကိစ္စတော့မဟုတ်ဘူးရှင့် ။ဘာကြောင့်လဲဆိုတော့လူစွာကိုချစ်တဲ့သူအတွက်ကိုဆူတောင်းမိတာမှားတဲ့ကိစ္စမဟုတ်ဘူး။ကျမနားလေတယ်။ဒါပေမဲ့ဒီကိစ္စလေးကဒီအတိုင်းဖြည်းဖြည်းစစင်လေးရှိနေမယ်ဆိုရင်ဘာမှပြဿနာမရှိဘူးရှင့်။အခုလိုမျိုး NLD လို့ NUG လို့ကနေပြီးတော့အယောင်စွဲတွေနဲ့ anti ရဲ့မွေးတွေကိုအုံချပြီးတော့ anti မွေးတွေကိုပါဝင်ဆင်နွှဲတဲ့သူတွေအားလုံးဟာအညူကြီးကိုထောက်ခံတဲ့သူ၊ PDF ကိုထောက်ခံတဲ့သူဆိုတဲ့ပုံစံနေနဲ့တပိတ်ပုံစံနေပြုတ်လုလာတဲ့အခါမှာပြဿနာဆလာရှက်။ဒါကိုအနီစုကိုချစ်တဲ့သူတွေနားလေသဘောပေါက်ဖို့အတိတ်ကလိုအပ်ပါတယ်။ အန်တီစုကိုချစ်ကြတဲ့မိဘပြည်သူတွေရဲ့ဖြူစင်တဲ့ချက်ချင်းမြေတောင်အယောင်ဆိုးနေတာက NLD နဲ့ NUG ဖြစ်နေရဲ့ရှင့်ဒါလေးကိုမိဘပြည်သူများနားလည်ဖို့လိုပါတယ်ကျမတို့နိုင်ငံမှာကတော့လက်ရှိမှာ NUG နဲ့ PDF ကနိုင်ငံသူနိုင်ငံသားတွေပေါ်မှာအကြမ်းဖက်လို့ရတဲ့လုပ်နေရဲ့အတွက်သူတို့နဲ့ပတ်သက်ဆက်နွယ်တဲ့သူတိုင်းကိုအကြမ်းဖက်အားပေးအကြမ်းဖက်ထောက်ပို့အဖြစ်နဲ့နိုင်ငံတော်ကနေပြီးတော့တရားစွဲဆိုမှုတွေပြုလုပ်ရတယ်ရှင့်ဒါဟာနိုင်ငံတော်ရဲ့ဥပဒေအတိုင်းပါပဲဒီတော့သူ့ဟာသူရှင်းရှင်းလင်းလင်းရှိနေတဲ့အန်တီတော်ဆန်းစုကြည်ရဲ့မွေးနေ့ကိုအခုချိန်မှဆိုရင်အကြမ်းဖက်သမားတွေကတစိမ့်ကပ်ပြီးတော့ ြည်သူလူထုရဲ့အားကိုယူဖို့စ조사နေတဲ့အချိန်မှာသူတို့ရဲ့ထောင်ကျောက်ထဲကိုပြည်သူလူထုမဝင်သွားဖို့လိုပါတယ်ရှင့်အရင်နှစ်ကဝင်သွားကြလို့ထောင်ကျသွားတဲ့သူတွေလည်းရှိပါတယ်။ဘာကြောင့်လဲဆိုတော့ anti အတွက်မွေးနေ့ဆုတောင်းပေးခြင်းဟာမမှားဘူး။ဒါပေမဲ့ NUG ကလုပ်တဲ့ campaign တွေတပိတ်တွေသွားပူပေါင်းပြီးတော့ anti dot answer တွေနာမည်နဲ့အတုံးချပြီးလုပ်နေတဲ့တပိတ်တွေနော်။အဲ့ဒါတွေကိုအတုံးချလို့ခြာနေမှမသိဘဲနဲ့သွားပူပေါင်းတဲ့သူတွေကအဖမ်းခံရတာရှင့်။အဲ့ဒါမှားသွားတာ။ဒါလေးကိုနားလည်ဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုရင်အန်ဒီဒွန်ဆန်းစုကြည်ရဲ့မွေးနေ့ကိုဆူတောင်းပေးလို့ဖမ်းပါတယ်ဆိုတော့တစိုက်ကိုလည်းသူကကတ်တည်ရဲ့နိုင်ငံတော်ကိုတကယ်ကအဲ့လိုမဟုတ်ဘူးဆိုတော့သူတို့ကိုယ်တိုင်တည်နေရပဲလေသူတို့ကအန်ဒီဒွန်ဆန်းစုကြည်ရဲ့မွေးနေ့ကိုတုံးချနေရလေဒီတော့ပြည်သူတွေရဆိုရင်ဈားတွေကခံရမှာဆိုကျွန်တော်ပြောပြတာပါရှင့်အန်ဒီကိုချစ်တယ်ဆိုရင်အန်ဒီရဲ့280ပြည်မွေးနေ့လေးမှာအိမ်မှာရှိရဲ့ဖခင်အကြောင်းဆောင်ရှိမှာဖခင်လေးရှိခိုးပြီးတော့အန်ဒီတွက်ဆူတောင်းပေးပါအန်ဒီတွက်ကျေးရရချေတာပဲလွတ်လွတ်ပါပဲလွတ်လွတ်ပေါ့နော်ဒါကိုယ့်ရဲ့ယုံကြည်ရာကိုယ့်ရဲ့လက်ခံရာပုံစံနဲ့အန်တီတွက်လုတ်ပေးလို့ရတယ်ရှင့် ဒါပေမဲ့ဒီဟာတွေကိုဓာတ်ပုံရိုက်ပြီးတော့ online ပေါ်တင်ပြီးတော့ UNG ကလုတ်တဲ့တပိတ်တွေနဲ့သွားပြီးပူပေါင်းမယ်ဆိုရင်တော့ဒါဟာအကြမ်းဖက်ဥပဒေနဲ့ညှိနှိုင်းတဲ့အတွက်ပြဿနာကြီးနိုင်တဲ့ရှင့်ဒါလေးကိုဆင်ခြင်နိုင်ဖို့အတွက်ကျွန်တော်ပြောပြတာပါရှင့်။ဘာကြောင့်လဲဆိုတော့19ရက်နေ့ကနှီးလာပြီလေ။နှီးလာလို့ရှိရင်ဖြစ်လာကြတော့မှကျွန်မမြင်အောင်လဲရှင့်။အန်ဒီတောင်ဆန်းစုကြည်ရဲ့မွေးနေ့ကိုနှစ်စဉ်နေ့တိုင်းပဲအသုံးချနေရင် UNG ကတော့ဒီနှစ်လည်းသုံးချအောင်ပါပဲ။အခုတော့မှသုံးချနေပါပြီ။အန်တီအတွက်ကမ်ပိန်းလုပ်တယ်ဘာညာဆိုပြီးတော့အဲ့ဒီမှာအလှူငွေကိစ္စရေးလာမယ်။အကြမ်းဖက်ထောက်ပို့ကိစ္စရေးလာမယ်။အန်တီက အကျဉ်းတောင်ထဲမှာရှိနေတာသူတို့သိလားမသိလားတော့ကျွန်မလည်းမပြောတတ်ဘူးရှင်သိလား NUG ကိုထောက်ခံပါတယ်လို့ anti နှုတ်ကတခေါမှတော့ကျွန်မပြောတာလည်းမကြားဘူးသူတို့သတင်းဌာနကထုတ်ပြန်နေရလည်းမကြားဘူး anti ရဲ့ရှိနေတယ်ပြောရလည်းမကြားဘူးရှင်ကျွန်မတို့သိထားတာကတော့ anti ဒီ NUG ကိုလည်းလက်မခံသူတို့အကြမ်းဖက်မှုတွေလက်မခံဘူးရှင်ကျွန်မအဲ့ဒီလိုပဲသိထားပါတယ် anti နဲ့အပြင်မှာတွေးခဲ့တဲ့သူအချို့ကလည်းဒီလိုပဲထုတ်ဖော်ပြောကြားထားတယ်ရှင်ဒီတော့ anti ကိုတကယ်ချစ်တယ်ဆိုရင် anti ရဲ့စိတ်ဆန္ဒလေးကိုလေးစားတတ်ဖို့လိုရယ် anti ရှင်နဲ့မှာဘာတွေဖြစ်နေလဲဆိုတော့တွေးစားတတ်ဖို့လိုတယ်ရှင့် ်အန်တီကိုအတုံးချပြီးတော့လောက်ကင်ကြီးရဲ့အကြမ်းဖက်မှုတွေကိုလည်းရှုတ်ချရဲဖို့လိုတယ်ရှင်ဒါကမှတကယ်ချစ်ရမြောက်ပါတယ်အခုကချစ်ရမြောက်ပဲ200ရောက်နေကြတယ်ရှင်အကြမ်းဖက်သမားတွေကအန်တီတောင်ဆန်းစုကြည်ရဲ့နာမည်တွေမွေးနေတွေသူ့ရဲ့သားသမီးတွေကိုအတုံးချပြီးတော့အကြမ်းဖက်ကိုရဲ့ကြီးကိုတီးထွားအောင်လုပ်နေတာကိုအန်တီစုကိုချစ်တဲ့သူတွေကပါဝိုင်းဝန်းပန့်ပိုးနေကြတယ်ဆိုတော့အန်တီစုကိုအကြမ်းဖက်မိခင်ကြီးအဖြစ်နဲ့ဒစိတ်ကတ်မဲ့ကိစ္စမှာကုညီလိုက်ကြတာပဲမဟုတ်ဘူးလားရှင်အဲ့ဒါကအန်တီကိုချစ်တာမဟုတ်ဘူးနှစ်တာပါနော် ဒါအောင်နားလည်ဖို့အတွက်ကိုကျွန်မပြောပြတာပါတော်တော်အမြင်မတော်တော့လို့ကျွန်မပြောပြတာပါရှင့်အန်တီရဲ့ဘဝကကျွန်မကလည်းအတုံးချကန်အနေနဲ့ကန်တရားပါလာပုံတူပါရဲ့ရှင့်ဘယ်နေရာဘယ်ဒေသကိုရောက်ရောက်သူ့ကိုအတုံးချမဲ့သူတွေဝဝိုင်းလည်နေတာကတော့သူ့ရဲ့အတိတ်ဘဝကဝေကျွေးလို့ပဲကျွန်မမြင်ပါတယ်ရှင့်အန်ယူဂျီကတော့ခု special အတုံးချနေကြပြီအန်တီစုကိုတကယ်ချစ်တဲ့သူတွေရတာစဉ်းစားဆင်ခြင်ပြီးတော့အန်ယူဂျီနဲ့ပူပေါင်းတဲ့မပူပေါင်းတဲ့ဆိုတာလေးကိုစဉ်းစားတဲ့မှာပြီဆိုတဲ့အကြောင်းလေးကိုကျွန်မတင်းတုံးတက်ချက်လေးကနေပြောပြလိုက်ပါရစေရှင့် မိဘပြည်သူများကိုကျွန်မစိတ်မကောင်းစရာသတင်းလေးတစ်ခုကိုပြောပြရပါမယ်ရှင့်မိတီလာမှာဖြစ်သွားတဲ့အမှုကိစ္စလေးဖြစ်ပါတယ်အဲ့ဒီအမှုလေးကိုကျွန်မအယုံဆုံးဖတ်ပြရပါမယ်ရှင့်မန္တလေးတိုင်းမိတီလာမြို့နယ်ကွက်ငယ်အုပ်စုစံပြတဟတ်တွန်းကြီးရွာမှာဆိုရင်သုံးနှန်းကျောင်းသူကလေးမလေးတူပါပြန်ဆုံးသွားခဲ့ပါရှင့်ဒီကလေးမလေးပြန်ဆုံးသွားပြီးတဲ့9ရက်မြောက်နေ့ဖြစ်တဲ့ ဇွန်လ17ရက်နေ့မှာကလေးမလေးရဲ့အလားကိုပြန်လည်တွေ့ရှိခဲ့တယ်ဆိုပြီးသိရပါတယ်ရှင်။ကလေးမလေးရဲ့မိဘတွေအားဆိုရင်အထိုင်းမှာအလုပ်လုပ်နေတာဖြစ်ပြီးတော့သူကအဖွားဖြစ်သူအကိုဖြစ်သူနဲ့အတူနေထိုင်နေဆိုပြီးသိရပါတယ်ရှင်။ဒါ့အပြင်ကျေးရွာမှာနေထိုင်တဲ့ကလေးတွေရဲ့ထုံးစံအတိုင်းတစ်ခါတလေအိမ်ပြင်မှာထွက်ပြီးတော့ကစားတတ်တယ်ဆိုပြီးတော့လည်းသိရပါတယ်ရှင်။ကလေးမလေးရဲ့ရှုံလောင်းကိုအဲ့ဒီကြေးရွာရဲ့တုံ့ပြန်လေးမှာတွေ့ရှိရလို့သိရပါရှင့်ကလေးမလေးရဲ့အလောင်းကိုတွေ့ရတဲ့အချိန်မှာတော်တော်ကိုပြက်စီးပြီးတော့ပုံပွားနေပြီလို့သိရပါရှင့် စိတ်ကြောင်းတဲ့သူကတဲ့အပုံနဲ့ရတဲ့အတွက်သွားကြည့်ရဲ့အခါမှာအထုပ်လေးထုပ်တွေ့ရပေါ့နော်အဲ့ဒီမှာပဲသွားဖြေကြည့်လိုက်တော့လူဖြစ်နေရပေါ့ရှင်လူအလောင်းဖြစ်နေတဲ့အတွက်ရဲစခန်းအကြောင်းကြားတယ်အဲ့ဒီကနေမှကလေးမလေးရဲ့အလောင်းဆိုပြီးသိရတာပါရှင့်ဒီမှုမှာထူးခြားချက်အနေနဲ့ကတော့ကလေးမလေးရဲ့အလောင်းပေးမှဆိုရင်သူ့ရဲ့ဖက်နှက်လေးနဲ့ကိုမဘူးကိုချပေးသွားတယ်လို့သိရပါရဲ့ရှင့်လက်ရှိမှာဆိုရင်ကလေးမလေးရဲ့ရုံလောင်းကိုမိတီလာပြည်သူစေယုံမှာပို့ဆောင်ပြီးတော့ရှင်ခွဲစစ်စင်းမှုတွေပြုလုပ်နေတယ်လို့သိရပါရဲ့ရှင့် ဘာကြောင့်တက်ခံရတယ်ဆိုတာလေးထုတ်ပြန်ထားတာမရှိသေးဘူးပေါ့နော်ထုတ်ပြန်ချက်လေးရှိလာပြီဆိုတော့ကျွန်မမိဘပြည်သူများအပြည့်အစုံပြန်လဲတင်ပြပေးပါမယ်ရှင့်ကျွန်မအနေနဲ့အခုလိုမျိုးသတင်းတွေကိုမိဘပြည်သူများသိအောင်လို့ပေါ့နော်တွေ့တိုင်းတင်ဆက်ပေးနေရတာကကလေးတွေအခုရက်ပိုင်းနေမှာအခုကာလပိုင်းနေမှာကျမတို့သတိထားမိနေရပါတော့ကျမတို့သတင်းသမားတွေဆိုတော့သတင်းအစုံသိနေရတာဆိုတော့လေမိဘပြည်သူများကတော့ကိုယ့်ရက်ွက်တွေမှာတောင်းတောင်းကြုံမှုတာရှိချင်မှရှိမှာပေါ့နော်ကျမတို့ကတနိုင်ငံလုံးတိုင်းတာနဲ့သတင်းတွေသိနေရတာဆိုတော့လေ တော်တော်ပျောက်ဆုံးပြီးတော့ရက်ဆက်စွာတက်ဖြတ်ခံရတဲ့ကိစ္စရဲ့ဇာတိုက်ဖြစ်ပေါ်နေပါရှင့်ဒါကြောင့်ကလေးတွေအပြင်းသွားတာပဲဖြစ်ဖြစ်ကြောင်းသွားတာပဲဖြစ်ဖြစ်ကျူရှင်သွားတာပဲဖြစ်ဖြစ်အဖော်ပေါင်းလေးနဲ့လှုပ်ပေးပါနော်ဖြစ်နိုင်တော့မိဘကအုတ်ထင်းသူကအကျိုးဖို့လှုပ်ပေးနိုင်အကောင်းဆုံးပါရှင့်ဒီလိုရက်ဆက်ရုံမှာလောရက်တွေကိုလည်းနောက်ပိုင်းလူတွေကလှုပ်လာကြပြီရှင့်အရင်အဆိုရင်ကလေးဆိုတာကဟိုဒုက္ခပေးရမယ်လို့လည်းဘယ်သူမှမမတွေးလဲမတွေးကြဘူးလှုပ်လဲမလှုပ်ကြဘူးပေါ့နော်အခုနောက်ပိုင်းကျတော့လူတွေကလူစိတ်ပြောက်တာလားမသိပါဘူးရှင့်အဲ့လိုမျိုးကလေးအရွယ်လေးတွေကိုဒုက္ခပေးတာတွေ တချို့ဆိုအဲ့လိုမတရားလောက်တာမတရားပြုကျင့်တာတွေပေါ့ရှင်အဲ့လိုကိစ္စတွေရှင်မတကယ်မကြောက်မနာတာကိစ္စတွေအစားပြုလောက်လာကြပါရှင်တော်တော်လူစိတ်ပြောက်ပြီးတော့တတိဆန်စိတ်တွေပောက်တယ်ပဲပြောရမလားတတိဆန်ထောင်ဆိုပါရှင်တတိဆန်တော့အဲ့လိုမလုပ်ဘူးထင်တာပဲကျွန်မတော့လေအဲ့လိုပေါ့နော်ဒီတော့အဲ့လိုကိစ္စတွေဖြစ်နေတဲ့အတွက်မိဘတွေကအတတ်နိုင်ဆုံးဆင်ခြင်ပေးပါရှင်ဒါကြောင့် ရက်ဆက်ရုပ်မာတဲ့သူတွေကလောကကြီးမှာတကယ်ရှိနေပါပြီ။မိဘအချင်းချင်းလည်းကိုကြီးဆောက်ရှောက်ဖို့လိုပါတယ်။သူ့သားသမီးကိုသားသမီးမခွဲပဲပေါ့နော်။ကိုကြီးဆောက်ရှောက်ပေးကြပါ။ကိုရက်ွက်ထဲမှာကလေးရှိရဲဆိုဘလို့ပဲဖြစ်ကိုမက်ဆေ့ချ်ရှိမှရှိလာကြုံလာတယ်ဆိုရင်ကိုကြီးဆောက်ရှောက်ပေးကြပါလို့လည်းကျွန်မအနေနဲ့မိဘပြည်သူများအားလုံးကိုတိုက်တွန်းနှိုးဆော်ချင်ပါတယ်ရှင့်။ကလေးတွေကိုအားလုံးကဝိုင်းဝန်းဆောက်ရှောက်ကြမယ်ဆိုတော့မတမာတဲ့သူတွေလက်ထက်ကနေပြီးကင်တင်နိုင်တာပေါ့ရှင်အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ကလေးတွေရဲ့ရက်ဆက်ဆိုတာတိတ်ဆုံးရမှုတွေကိုကျမတို့ ဒီလိုမျိုးပါရှင်မြင်တွေ့နေရမှာဖြစ်ပါရှင့်ဒါလေးကတော့ကျမတို့လည်းကိုယ်တိုင်စူးစမ်းလို့ရတဲ့ကိစ္စလည်းမလို့ပြောပြတာပါတချို့ရရှိရလေကိုယ့်အိမ်မှာကိုယ်အမြဲတမ်းနေနိုင်တယ်ကိုယ့်ကလေးကိုစောင့်ရှောက်နိုင်တယ်ဗောနော်ကိုယ့်ဘေးအိမ်ကကလေးရကြတော့မိဘကမရှိဘူးမစောင့်ရှောက်နိုင်လို့ဆိုရင်ကိုကအတက်နိုင်ဆုံးစောင့်ရှောက်ပေးလိုက်ပါရှင့်ဒါလေးကိုပြောချင်တာပါဒါဆိုရင်တော့ဒီကလေးအနေရဖြစ်သွားတာမျိုးမကြုံတော့ဘူးပါရှင်မကြုံအောင်ကိုကဆောက်ရှောက်ပေးလိုက်နိုင်တာပေါ့ဘယ်လိုဖြစ်ကုသိုလ်လည်းရပါတယ်ရှင်လူတယောက်ကိုကုညီဆောက်ရှောက်တာဟာကာကွယ်ပေးတာဟာကုသိုလ်ဖြစ်တဲ့ကိစ္စလေးပါရှင်ဒါလေးကိုကျွန်မတိုက်တွန်းချက်ပါရှင် ျမတို့အချင်းချင်းဆောက်ရှောက်မှာပဲရမှာပါရှင့်ကျမတို့အားလုံးရဲ့ကလေးတွေကိုကျမတို့အားလုံးကပဲဝိုင်းဝန်းဆောက်ရှောက်ကြမှာပဲဒီကလေးတွေအနေရကင်းတော့မှာပါရှင့်ဒါလေးတွေကျမတိုက်တွန်းပြောကြလိုက်ချင်ပါတော့တယ်ရှင့်ကျမအခုပြောပြမယ့်သတင်းလေးကတော့ရခိုင်ပြည်နယ်မှာနေထိုင်နေကြတဲ့ရမကလူလင်ရဲ့ဒုက္ခလေးကိုကျမသတင်းလေးအနေနဲ့ပြောပြချင်ပါတယ်။တန်ငန်းစာယူစရာလေးလည်းရှိလို့ပေါ့နော်။ဟိုရမကလူလင်လို့ကျမဘာလို့ပြောရလဲဆိုတော့ရမကလူလင်ဆိုတာကဒါအခေါ်ရိုင်းမှာဆိုလို့ကျမရင်းကြီးကြီးလေးပြောတာပါရှင့်။တကယ်တော့အရက်သမားကိုပြောတာပါရမကလူလင်ဆိုတာလေ။ အဲ့တော့ဒီရမကလူလင်တွေကသူတို့အချင်းချင်းအရန်အဲ့လိုမျိုးကိုချင်းစာပြီးတော့နားလေပေးတတ်ကြရဲ့ရှင်တိလားအခြားအမျိုးသားနဲ့မတူဘူးပေါ့နော်အဲ့လိုတော့ရှိရဲသူတို့ကစီးလုံးညွညွကြတဲ့သဘောလေးတော့ရှိပါတယ်ရမကလူလင်အချင်းချင်းဆိုရင်အဲ့လိုမျိုးပေါ့နော်ရမကကိုမျှဝေတိုက်တာလို့ပေါ့နော်မတော်ရတဲ့နေ့တွေဆိုဟိုပေါ့ရှင်တယောက်တယောက်ကိုချင်းစာတာပေါ့ရှင်ကျွန်မပြောချင်တာအဲ့လိုနေထားရှိရဲဒီတော့ဒီတင်းလေးကိုလည်းမြန်မာတနေငံလုံးမှာရှိရဲရမကလူလင်နဲ့ကိုချင်းစာပြီးတော့နားထောင်ပေးနိုင်မယ်လို့တော့ထင်ပါတယ်ရှင်ကျွန်မတင်ပြဖြစ်စဉ်လေးကိုဖတ်ပြပါမယ်ရှင် ဒီ AA အကြံပေးအဖွဲ့ရနေပြီးတော့လက်ရှိစုံမိုးထားတဲ့မြို့နယ်တွေရောခိုင်ပြည်နယ်မှာရှိရပေါ့နော်အဲ့ဒီမြို့နယ်တွေမှာဆိုရင်တဲ့သူကပြီးမထုတ်တဲ့အရက်တွေနဲ့နိုင်ငံခြားအရက်တွေကိုတင်သွင်းခွင့်ရောင်းချခွင့်တောက်သုံးခွင့်တွေကိုပိတ်ပင်ထားပါတယ်ရှင့်အဓိကကတော့မြန်မာပြည်ရောဘာလို့ပေါ့နော်ကျမတို့ဒီရန်ကုန်တို့ဘာလို့ကနေမန္တလေးတို့ဘာလို့ပို့လိုက်တဲ့အရက်တွေပြည်ရတယ်ဆိုတော့ပေးမတော့ဘူးနိုင်ငံခြားအရက်လည်းတို့ကမတိုက်ဘူးမတော့အောင်ပေါ့နော်မတော့အောင်တဲ့ပြီးတော့စိုင်းနေကိုလည်းတို့ကအမြဲတမ်းစစ်ဆေးရတဲ့အဲ့ဒီစိုင်းနေမှာဒီပြည်မကတင်သွင်းတဲ့အရက်တွေနိုင်ငံခြားအရက်တွေရောင်းချတာတွေ့ရဆိုတို့ကတိန်းသွားရော နော်သူကသူများတော့ပေးမတော့ဘူးတိမ့်သွားပြီးတော့သူတို့တောက်လာတောက်မှာပေါ့ရှင်အဲကိစ္စရှိရပါတော့အဲ့တော့အဲ့လိုမျိုးတိမ့်နေတဲ့တိမ့်ပြီးရခါကြလို့ရှင်သူတို့အဲ့ဒီအရက်ရောင်းတဲ့ဆိုင်တွေကိုသူကဘာရောင်းခိုင်းလဲဆိုတော့ရခိုင်ဒေသအတွက်အရက်တွေပဲရောင်းခိုင်းနေတယ်ရှင်ပြည့်ရခါမှာတော့ခိုင်လူမျိုးတွေပေါ့နော်ခိုင်ဒေသမှာရှိရဲစားတော့ဆိုင်ပန်းရှင်တွေအရက်ထုတ်လုပ်တဲ့သူတွေကိုလည်းအေးအေးရနေလို့အစည်းအဝေးခေါ်လာတယ်တဲ့အစည်းအဝေးခေါ်ပါပြောလဲဆိုတော့ တခြားကနေပြီးတော့ထုတ်တဲ့အချက်တွေမရောအောင်ဆိုပြီးပြောတယ်တဲ့ကုကုကိုပဲအားကိုးပါတဲ့အေးအေးကသူတို့ပြောတယ်တဲ့ဒါလားသူများကအားမကိုးပါနဲ့ဆိုပြီးပြောတယ်တဲ့ဒါကြောင့်ကိုကကိုပဲကို့အချက်ကိုကို့ထုတ်ပြီးတော့ရောင်းတောက်ကြပါတော့အဲ့လိုပြောတယ်တဲ့ဆိုပြီးတော့အဲ့လိုလောက်ခိုင်းတယ်ဘောရှင်လောက်ခိုင်းတော့သူတို့တခိုင်းပြင်းနေမှာဆိုရင်ဒေတာအတွက်အချက်တွေဆိုပြီးတော့အဲ့လိုထုတ်တာအများကြီးပဲကျမဓပုံလေးပြသပါမယ်ရှင့်ဒီလိုအရက်ထုတ်ခွင့် license တွေကိုလည်း AA ကချထားပေးတယ်တဲ့ license ချရဲဆိုမှတော့ပတ်စံပေးရတာပဲရှင် AA ကိုအဲ့လိုချိန်နေပေါ့ ਨੇ တော့ပတ်စံပေးရတယ်ပြီးတော့ထုတ်ကြတယ်အဲ့လိုထုတ်တဲ့အခါမှာဆိုရင်ဘာဖြစ်လာလဲဆိုတော့သူက ဒီ license တော့လုတ်ပေးတယ်သူတို့ကပြောတယ်ပေါ့နော်အရက်ကိုကောင်းကောင်းထုတ်ပါလူတွေအနေဖြစ်မဲ့ကိစ္စတွေဟာတွေမထိုင်နေပါရှင်အဲ့လိုတော့ပြောတယ်ဆိုမြဲတခါမှလာပြီးစစ်ဆေးတာမရှိဘူးတဲ့မရှိရတော့အဲ့ဒါသူတို့အနေနဲ့ဒီတောက်တဲ့လူတွေကစိုးရင်လာတာပေါ့နော်သူတို့ကျမ်းမိုက်ထိကြိုက်မှာစိုးရင်လာရတဲ့ရှင့်ရခိုင်ဒေသအတွက်အရက်တွေကိုချက်တဲ့အခါမှာတဲ့စံကိုအဓိကထားပြီးချက်တယ်လို့သိရပါတယ်။ဒါမှမဲ့ဒီအရက်တွေကပေါ့နော်အယောင်ကာလာအမျိုးမျိုးနဲ့အခုဆိုရင် ရောဆက်ပြီးတော့ထုတ်လာကြတာမြင်တွေ့ရတယ်တဲ့။ အရက်ကိုအရောင်နေနဲ့ရောပြီးတော့ why ဆိုပြီးရောင်နေဆိုင်နေလည်းရှိတယ်တဲ့ဘာတွေတောက်လို့တောက်နေရမှလဲတို့ကတို့မသိတော့ဘူးဆိုပြီးတော့ဂျမကလူလေနေရတယ်ရှင်ဖွင့်နေကြရတဲ့ရှင်ဒါပြန်နောက်ထပ်ဆိုးတာတကူကကြတော့ဒီအရက်ကိုထုတ်တဲ့ခါမှာဆိုရင်ねဒဏ်ရာရတဲ့ခါမှာပိုးတက်ဖို့အတွက်သုံးတဲ့ဟိုစပရေးအရေလိုမျိုးလေးအဲ့လိုဟာတွေပါထည့်ပြီးတော့သုံးကြရဲဆိုပြီးတော့လည်းသူတို့ရမကလူလေချင်းချင်းရင်ဖွင့်နေကြရဲရှင့်အဲ့ဒါတွေမီဒီယာတွေကလည်းရေးတင်ထားကြတာပေါ့နော်ရခိုင်အခြေဆိုင်မီဒီယာတွေရေးတင်ထားပါရှင့်တို့ရခိုင်ပြည်ရဲ့အခြေအနေကိုမျက်စိရဲ့မြင်ရအောင်မယ်ဆိုရမကလူလေရဲ့ရှိရေးကတော်တော်ရှင်လေးစရာကောင်းနေတာပဲရှင့် အင်မတန် quality ပြည့်လားမသိမပြည့်လားမသိပေါ့နော်ဘာတွေမှလည်းမသိရဟာတောက်ပြီးတော့မူးစာမူးနေရတယ်သူတို့ဘဝကအနာဂတ်အရေးကမသိကြမရေရဖြစ်နေတဲ့သဘောတရားပေါ့နော်အဲ့လိုတော့ရှိရဲ့ရှင်အဲ့တော့ဂျမကလူလင်နေနေရတော့ချင်းချင်းကိုချင်းစာတက်မယ်လို့ထင်ပါတယ်ကျွန်တော်နိုင်ငံမှာကတော့ရှင်အဲအရက်တောက်တုံးတဲ့သူကအင်မတန်များပါတယ်ရှင်ဂျမကလူလင်များတယ်ပေါ့နော်ဒီတော့ကျွန်တော်နိုင်ငံရဲ့စီပွားရေးအခြေအနေရဆိုရင်တော်တော်များများကတော့အခြေခံအဆင့်ရှိရဲ့ဂျမကတွေပဲသုံးဆွဲကြတာများတယ်ရှင် ဟိုနိုင်ငံခြားကနေပြီးတော့ဝင်နေရမကားတွေသုံးရတာတော့နဲ့တယ်ပေါ့နော်အဲ့ဒီမှာတွေဈေးကွက်တစ်ခုကလည်းရှိသေးရဲ့ကျွန်မကြားတာပေါ့လေနိုင်ငံခြားကတည်သွင်းလာတဲ့ရမကားဆိုရင်တော့မှအတုရှိတယ်တဲ့ရှင့်သူတို့ကလည်းအဲ့လိုအဲ့လိုဇာတ်လမ်းတွေပေါ့နော်အတုရှိတယ် ီတော့ကျမ်းမာရေထိခိုက်နိုင်တယ်အတုဆိုသဘောတရားကျမ်းမာရေထိခိုက်တာရှင့်လူတွေကပတ်စံစည်းကြီးဝယ်ပြီးအရက်ကောင်းစားတောက်တယ်ဆိုတာကကျမ်းမာရေထိခိုက်မှာဆိုလို့ပတ်စံသုံးတာပေါ့နော်ဒီတော့ကိုကပတ်စံလည်းမြင်မြတ်သုံးရသေးရဲ့ပတ်စံမသုံးမနဲ့အရက်ပေါ်စားတောက်နေတဲ့သူတွေလိုပဲကျမ်းမာရေထိခိုက်မယ်ဆိုတော့နှစ်ခါရှုံတာပေါ့ရှင့်မီးရေးနှစ်ခါမှာဖြစ်တာပေါ့တကယ်တော့ရမကာဆိုတော့မတောက်တာကောင်းဆုံးပါပဲရှင့်နော်မတောက်တာကောင်းဆုံးပါပဲတောက်လို့ရှင့်စိုးကျိုးရှိရဲအဓိကကျမ်းမာရေထိခိုက်မယ်နံပါတ်1ကိုထိခိုက်မယ်ဟုတ်တယ်နော်နံပါတ်2ကိုမိသားစုထိခိုက်မယ် အရက်အချို့ဆိုရမကာတောက်ပြီးတော့ဒေါသထွက်တာတွေပဲဖြစ်လို့ရှင်မိသားစုရိုင်းနှံမိတာတွေပေါ့နော်မိန်းမကိုရိုင်းနှံမိတာတွေသားသမီးရိုင်းနှံမိတာတွေဒါတွေလည်းရှိရယ်နောက်နံပါတ်၃ကကျပတ်ဝန်းကျင်ကိုထိခိုက်တယ်ရှင်ရမကာလည်းမူးလာလို့ရှင်ပတ်ဝန်းကျင်ကိုဆဲရတာလို့ဒုက္ခပေးတာလို့နော်မိဘကိုပြန်ဆဲရတာလို့အစားသဖြင့်ပေါ့ရှင်ပတ်ဝန်းကျင်တွေနဲ့ရမ်းဖြစ်တာလို့ဒါတွေကစိုးကျိုးတွေအများကြီးပဲရှင်ဒါကြောင့်ကျမတို့ဗုဒ္ဓဘာသာမှာ၅ပါးသီလထဲမှာမူးယစ်စေတဲ့အရာတွေမသုံးစွဲရဘူးဆိုတာအဲ့ဒါကိုပြောတာရှင်လူရဲ့စိတ်ကမူးယစ်ထွေလီသွားပြီဆိုရင်မဟုတ်တာတွေလုပ်ဖို့အတွက်ကိုနည်းနည်း ပိုပြီးစူးစမ်းလာတာပေါ့ရှင့်ဒါကတော့အားလုံးသိရဲ့ကိစ္စပါပဲကျမလည်းရမကလူလင်တွေပေါ့ပြစ်တင်လို့ဖြစ်မှာဆိုလို့တိတ်တော့မပြောချင်ဘူးပေါ့နော်ဒါပေမဲ့ရမကလူလင်နေနေနဲ့ကနည်းနည်းတော့စင်ကြယ်ပေါ့ရှင်ကိုတောက်တုံးနေရဲ့အရာကကိုတွက်လည်းအကျိုးမရှိကိုမိသားစုတွက်လည်းအကျိုးမရှိတလောကလုံးတွက်လည်းအကျိုးမရှိဆိုတော့မကောင်းဘူးပေါ့ရှင်ပြီးတော့ရခိုင်ပြည်နယ်မှာတော့အပေါ်စားဟိုစားရမကတွေတောက်ပြီးတော့ဒုက္ခတွေများနေကြတယ်ဒီကိစ္စရေဘယ်လိုဖြေရှင်းကြမလဲဆိုတာကတော့ မရှိမကလူလည်းများအသိန်းချုပ်ကပဲစဉ်းစားမယ်ကိစ္စပါပဲရှင်။ဘာကြောင့်လဲဆိုတော့ Facebook မှာရှိရဲရှိရဲတို့ကလည်းရမကလူလည်းများဂရုဖွဲ့လာရှိရဲရှင်။ဂရုကတန်းနဲ့ချီရဲလူကလေတော်တော်များတယ်။အဲ့ဒီအဖွဲ့ချုပ်ကပဲစဉ်းစားဆင်ခြင်ပြီးတော့နည်းနည်းကိုယ့်အကိုကြည့်လောက်ကြပါတော့အဲ့လိုပြောချင်မှန်းရှင်။ဟိုရမကလူလည်းချင်းအတူတူရခိုင်ပြည်နယ်ကရမကလူလည်းနေက quality နှိမ့်ချလုံးနဲ့ရမကလေးတောက်ပြီးတော့ဟိုဘယ်လိုပြောရမလဲရှင်။ဟို သင်ချိုင်းကုန်ရဆောဆောနဲ့ရောက်တော့ပါဝါရှင်အဲ့လိုအခြေအနေဖြစ်နေရဲ့ရှင်ပြီးတော့ကြက်တဲ့သူတွေကလည်းနည်းနည်းသူတို့ကိုကြီးဆောက်ရှောက်နိုင်မယ့်ကိစ္စလေးရှိရဲဆိုလဲကိုကြီးဆောက်ရှောက်လိုက်ပေါ်ရှင်အဲ့ဒါလေးကျွန်မပြောချင်တာပါချက်ဒီသတင်းလေးကတော့ထည့်မပြောလဲဖြစ်ပါတယ်ဒါပေမဲ့ဟိုရမကာနဲ့ပတ်သက်ပြီးတော့ကျွန်မနိုင်ငံမှာကလူငယ်တွေလည်းတောက်နေကြတာများတဲ့အတွက်စင်ကျင်စရာလေးရှိရလို့ရှိတာရှိလာလို့လည်းကျွန်မပြောပြရလဲပါတယ်ပြီးတော့ရခိုင်ဒေသမှာဆိုရင် AA ကသူတို့ဘောမှာလုံနေတဲ့ပြုမှုတွေတရားလားမတရားလားပေါ့နော်ဒါလေးသိစေချင်တာလဲပါတယ်ရှင်အဲ့ဒါကျွန်မဒီသတင်းလေးကိုထုတ်လုပ်ပြီးတော့သုံးသပ်တင်ပြပေးတာဖြစ်ပါရှင် မိဘပြည်သူများကိုကျမတို့ရခိုင်ကိစ္စပြောရင်းနဲ့ပဲကျမတို့ရခိုင်ပြည်နယ်ကိုထိပါခြင်းဟာအချုပ်ချာအာဏာကိုထိပါခြင်းဆိုတဲ့ကိစ္စလေးတစ်ခုပေါ့နော်အဲ့ဒီနဲ့ပတ်သက်ပြီးသတင်းလေးတစ်ခုကျမသုံးသပ်တင်ပြချင်ပါတယ်ရှင့်ဒီဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့မွတ်စလင်တွေပေါ့နော်မွတ်စလင်ဘင်္ဂလီတွေပေါ့ရှင်သူတို့ကနေပြီးတော့နေရက်ပြန်ရေးကိစ္စအဲ့သူတို့ကရခိုင်ပြည်နယ်မှာသူတို့ကခိုးဝင်လာတယ်ဒီမှာကိစ္စတွေဖြစ်တဲ့အခါကျတော့သူတို့ဟိုဘက်ကိုပြန်ပြေးသွားတယ်အဲ့ဒါကောမှာဟိုကနေပြီးတော့နေရပြန်ရေးဆိုရင်ကျမတို့စီကိုလာပြီးပြန်ထိုးထဲဝကြံစီရဲ့ကိစ္စပေါ့ရှင်အဲ့ဒီကိစ္စကတဲ့ အေအေနဲ့လည်းပူပေါင်းပြီးတော့လှုပ်ဆောင်တဲ့နဲ့ဆိုပြီးတော့ကုလသမဂ္ဂကိုယ်စားလှယ်ပေါ့နော်အမေရိကန်နိုင်ငံကုလသမဂ္ဂကိုယ်စားလှယ်ကနေပြီးတော့ကုလသမဂ္ဂရဲ့အလွတ်တဘောဆွေးနွေးပွဲမှာပြောသွားပါတယ်ရှင့်။သူများနိုင်ငံရဲ့အချုပ်အခြာအာဏာကိုဒါကထိပါခြင်းပါပဲရှင့်။ဒီလိုထိပါလာတဲ့အခါမှာကျမတို့အနေနဲ့ကတော့သူများပြောတာကိုဒီတိုင်းထားလိုက်ရမလားဆိုရင်မထားရအောင်ရှင့်။ကျမတို့လူသားတယောက်ချင်းစီမှာတော့မှကျမတို့ဆွဆွဲလာတဲ့ကိစ္စတွေဆိုကျမတို့ပြန်ပြီးဖြေရှင်းရတယ် မဖြေရှင်းတာများလာလို့ရှင်အဲ့ဒီကောလာဟာလာထုတ်တဲ့သူသတင်းမှာထုတ်တဲ့သူတွေစကားအမှန်တရားလိုလိုဖြစ်သွားတာဒါကြောင့်ကျမတို့ကကျမတို့ဆွဆွဲလာတဲ့ကိစ္စတွေမဟုတ်မှန်ဆွဆွဲနေပြီလို့ကျမတို့ကချက်ချင်းဖြေရှင်းရတယ်ရှင်ဒါကကျမတို့လူသားတိုင်းလုပ်ရမယ့်ကိစ္စအဖွဲ့အစည်းတစ်ခုဆိုလည်းဒီလိုပဲကိုယ့်ဖွဲ့စည်းကိုဆွဆွဲလာရင်ဖြေရှင်းရတယ်ရှင်နိုင်ငံတစ်ခုကိုဆိုးတယ်ဒီလိုမျိုးတွေလှုပ်လာပြီးပြောလာပြီးဆိုဒါကကနဦးကျမတို့ကိုစမ်းတက်နေတာကျမတို့နိုင်ငံကိုစော်ကားလို့ရလို့ရညာ မတို့နိုင်ငံကိုကင်တွယ်လို့ရလို့ရညာဆိုပြီးတော့ဒါထိတ်တို့ခေါင်းတို့လုံနေရရှင်းပခုံးရိုက်လိုက်နှစ်ခုရိုက်လိုက် လုံနေရဒီတော့ကျမတို့ကလည်းဒါကိုမကြိုက် မကြိုက်တဲ့အကြောင်းကိုပြန်ပြီးတော့ပြောတဲ့တယ်လို့ထင်ပါတယ်ရှင်းဒါကြောင့်ကျမရဲ့သတင်းသုံးသပ်တင်ပြချက်လေးမှာဆိုတော့ကျမတခြားဆွဆွဲချက်တွေအများကြီးမပြောတော့ပါဘူးရှင်။ကျမတို့နိုင်ငံအနေနဲ့လှုပ်ဆောင်တဲ့ကိစ္စလေးတွေကိုပဲကျမတို့ညံမီတလောက်နေအကြံပြုတင်ဆက်ချင်ပါတယ်ရှင်။အခုလိုမျိုးသူများနိုင်ငံကကျမတို့နိုင်ငံနဲ့ပတ်သက်ပြီးတော့ဟိုလိုလှုပ်တဲ့နဲ့ဒီလိုလှုပ်တဲ့နဲ့ဆိုတဲ့ကိစ္စတွေပြောလာပြီဆိုရင်ကျမတို့နံပါတ်၁လောက်ရမယ့်ကိစ္စကတော့ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ဒီကိစ္စတွေကိုတုံ့ပြန်ပြီးတော့ကျမတို့ကညင်းဆိုအောင်မှာဖြစ်ပါတယ်ရှင့်ကျမတို့နိုင်ငံရဲ့ပြည်တွင်းရေးပြဿနာတွေကိုနိုင်ငံတကာကဝန်ရဆွတ်ဖတ်တာမပြုလုပ်ဖို့အတွက်ဒီလိုလုပ်တယ်ဆိုတာကကျမတို့အထောက်အကြအာဏာကိုထိရိုက်ပါတယ်ဆိုတဲ့အကြောင်းပြီးရခါမှာ AA အဖွဲ့ရာဆိုရင်ကျမတို့နိုင်ငံမှာတရားဝင်အဖွဲ့အစည်းမဟုတ်ဘဲနဲ့အစံဘတ်အဖွဲ့ဖြစ်ပါတယ်ဆိုတဲ့အကြောင်းလေးတွေကိုရှင်းလင်းတိကျစွာနဲ့ကျမတို့နိုင်ငံတကာကိုသတင်းစကားလေးတွေပြောကြားသင့်ပါတယ်ရှင့်ဒါကပထမဆုံးအရေးကြီးဆုံးကိစ္စလေးသာဖြစ်ပါတယ်ရှင့် ဒါပြင်ဟိုရခိုင်ပြည်နယ်နယ်စပ်မှာရှိနေတဲ့ဘင်္ဂလီဒုက္ခသည်တွေကိစ္စကိုကျမတို့ကဘင်္ဂလီဆိုတာဘင်္ဂလားဒေ့ရှ်ကနေလှေစီးပြီးရောက်လာတဲ့ဒုက္ခသည်တွေပဲလေဒီတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ဒါကျမတို့က ပို့ပြီးတော့ပေါ့နော်စကားပြောဆိုဆောင်ရွက်တာတွေနိုင်ငံတော်ကနေပြီးတော့လှုပ်ဆောင်တဲ့နယ်လို့ထင်ပါတယ်။ဘာကြောင့်လဲဆိုတော့နိုင်ငံနိုင်ငံချင်းပြောဆိုဆောင်ရွက်တာတရားဝင်ပြောဆိုဆောင်ရွက်တာကကိုမကြိုက်တဲ့အရာတွေတခါလေးပြောလိုက်လို့ရတယ်ပေါ့နော်။ဟုတ်တယ်မလား။သူတို့ဘင်္ဂလီယာဆိုရင်မင်းတို့နိုင်ငံပဲလာတာ။ငါတို့လက်ခံပေးထားတာပဲမင်းတို့ဂျေစုတင်တဲ့နယ်။ဒါကြောင့်ငါတို့အနေနဲ့ဒီလိုမျိုးလူတွေကိုပြန်လဲလက်ခံခြင်းမှာဘယ်လောက်ထိတော့ငါတို့လက်ခံပေးနိုင်တယ်။ဘယ်လောက်ကတော့ငါတို့လက်မခံနိုင်ဘူးဆိုတဲ့ကိစ္စတွေကိုရှင်းရှင်းလင်းလင်းတရားဝင်ပြောနိုင်နေရှင်း။အေးအေးနဲ့သွားပြီးတော့သူတို့ကပေါင်းသင်းဆက်ဆံမယ်ဆိုအေးအေးကလှုပ်ချင်အောင်လုပ်လို့ရှင်ရခိုင်ပြည်နယ်မှာဘင်းနေပြည့်သွားမှာပေါ့ရှင် ဒီလိုကိစ္စလေးတွေလည်းစဉ်းစားဆင်ခြင်ပြီးတော့ကျမတို့နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်တဲ့အခြေအနေလေးတွေကိုတိုးမြင့်တင်တယ်လို့လည်းထင်ပါတယ်ရှင်။ဒါ့အပြင်ဟိုနောက်ထပ်လှုပ်ဆောင်တဲ့နာတစ်ခုကတော့ကျမတို့နိုင်ငံရဲ့အရေးကြီးကိစ္စတွေပေါ့နော်။အခုလိုလာပြီးတော့ဝင်ရောက်ဆွတ်ဖက်ပြောကြားခြင်းတွေဟာကျမတို့နိုင်ငံရဲ့လုံခြုံရေးအချုပ်အခြာအာဏာကိုထိခိုက်နိုင်တယ်။ဒါ့အပြင်အေအေအစံပတ်ဖွဲ့ကိုတိမ့်မှတ်ပြုပြီးလက်ခံလိုက်ခြင်းဟာ ကျမတို့နိုင်ငံတွဲမှာရှိနေတဲ့ငြိမ်းချမ်းသာယာမှုတွေငြိမ်းချမ်းလုပ်ငန်းစဉ်တွေကိုပျက်စီးနိုင်တဲ့ဆိုတဲ့အကြောင်းတွေကိုလည်းကျမတို့ကအာဆီယံရုရှားနိုင်ငံတရုတ်နိုင်ငံစသဖြင့်ပေါ့နော်ဒီနိုင်ငံတွေကိုကျမတို့ကတန်တမာရေးရာအရာတခါတဲ့အသိပေးအကြောင်းကြားထားတဲ့နယ်လို့ထင်ပါရရှင့်ဘလို့ပဲဖြစ်ဖြစ်ဒါကဟိုအားကိုးရှာတယ်ပဲပြောပြောပေါ့နော်ကျမတို့နိုင်ငံမှာကိုယ့်ထက်အင်အားကြီးတဲ့နိုင်ငံကိုတော့အားကိုးရှာတဲ့ရှာရမှာပဲရှင့် ကျမတို့ဒီလိုလုပ်နေပါတယ်ဆိုတာလေးကိုတန်တမန်ရေးရာအရာအကြောင်းကြားထားပြီးတော့ပြောဆိုဆောင်ရွက်ထားတာကတင့်တော်ပါရှင့်အာဆီယံကိုလည်းကျမတို့အကြောင်းကြားထားတင်နေပါတော့။ဟိုတခုခုဆိုရှင်ကျမတို့ကကိုဖြစ်နေတာတွေကိုမပြောတော့သူများပြောသမျှအမှန်ဆိုပြီးတော့အာဆီယံတို့နိုင်ငံတကာတို့ကထင်သွားနိုင်ပါတယ်ရှင့်။ဒါကြောင့်ကျမတို့ကအတန်ထွက်ပြီးပြောလို့ပါတယ်ရှင့်။နောက်ဆုံးအရေးကြီးတာလေးတခုကတော့ကျမတို့ပြည်သူလူထုနဲ့မီဒီယာတွေရဲ့ဥပပေါင်းဆောင်ရွက်မှုသာဖြစ်ပါတယ်ရှင့်။ နိုင်ငံတကာမှာပေါ့နော်ဒီလိုမျိုးကျွန်မတို့နိုင်ငံနဲ့ပတ်သက်ပြီးတော့ဆွတ်ဆွဲတာတွေတို့ရတို့လို့လို့ပုံဖော်တာတွေလောက်လာပြီဆိုကျွန်မတို့မီဒီယာတွေကလည်းအင်းနဲ့အာနဲ့ပြန်ပြီးတော့ဒါတွေဖြည့်ရှင်းတင်ပါတယ်ရှင့်နိုင်ငံတော်ကလည်းဖြည့်ရှင်းရမယ်မီဒီယာတွေကလည်းစောင်းပါတယ်ပေါ့နော်အဓိကဒီလိုပြောဆိုလောက်ဆောင်ချက်တွေဟာကျွန်မတို့နိုင်ငံရဲ့ အချုပ်ချာအာနာကိုထိခိုက်တယ်ကျွန်မတို့ပြည်ဝင်ရေးကိုမင်းတို့ကဝင်ရဆော့ဖက်နေတာပဲဆိုရဲစောင်းမားတွေကိုကျွန်မတို့ကလည်းတတိရှိရှိနဲ့ရေးသားဖော်ထုတ်ဖို့လိုပါရဲ့ရှင်ပြည်ရင်းမီဒီယာတွေကဒီလိုမစ်ရှင်တွေကိုထမ်းဆောင်ရပါတယ်ဘာကြောင့်လဲဆိုအခြားနိုင်ငံမီဒီယာတွေလည်းဒီလိုပဲလုပ်ရဲရှင်တို့နိုင်ငံတခုခုသွားပြောကြည့်လိုက်တို့မီဒီယာတွေလုံးဝမခံဘူးရှင်ပြန်ပြန်ပြောတာတို့ကနိုင်ငံတော့မပြောတော့တို့ကပြန်ပြောတယ်မင်းတို့နိုင်ငံမောင်းနိုင်ငံတို့လာမပြောနဲ့အစားသက်ဖြစ်ပေါ်တော့တို့အဲ့လိုမျိုးပေါ်ရှင်တင်တာတို့နိုင်ငံကိုထိကက်လာတဲ့ကိစ္စဆိုတို့က ဘတ်ပေါင်းစုံကလောင်ပေါင်းစုံမီဒီယာပေါင်းစုံကနေပြီးတော့ပြန်တုတ်ပြန်လာရှင့်ဒါလေးကတော့တတော်ကိုချီးကျူးဖို့ကောင်းပါတယ်ကျွန်တော်တို့ပြည်တွင်းမီဒီယာနဲ့အတူယူတဲ့ကိစ္စလေးသာဖြစ်ပါရဲ့ရှင့်ဒါကြောင့်အခုလိုကိစ္စတွေဖြစ်လာပြီးဆိုကျွန်တော်တို့ပြည်တွင်းမီဒီယာတွေကပြောနိုင်တဲ့သူကပြောပါရေးနိုင်တဲ့သူကရေးပါဒီလိုလုပ်ရတဲ့ဟာကျွန်တော်တို့နိုင်ငံရဲ့ပြည်တွင်းရေးကိုထိပါနှောက်ယှက်နေတာကျွန်တော်တို့နိုင်ငံရဲ့ငြိမ်းချမ်းရေးကိုထိကန့်အောင်လုပ်နေတာသူများနိုင်ငံရဲ့ပြည်တွင်းရေးကိုအချုပ်ချံအာဏာကိုဝင်ရဆွတ်ဖက်နေတာပါဆိုရဲပြောကြားချက်တွေကိုကျမတို့ကတတိရှိရှိနဲ့ရေးသားဖော်ပြရမှာဖြစ်ပါရဲ့ရှင့် ဒီလိုမျိုးနိုင်ငံတော်ရဲ့သတင်းမီဒီယာရဲ့ပြည်သူတွေရတစည်းတလုံးနဲ့ပေါ့နော်ကျမတို့ကစူးစီးစွာနဲ့သူများနိုင်ငံပြောလာသူများဆွဆွဲချက်တွေကိုပြန်လည်ဖြေရှင်းမယ်ဆိုရင်တော့ကျမတို့မြန်မာနိုင်ငံဂုံတိတ်ခါဟာဆိုရင်ကပ္ပစင်ညစ်ထပ်မှာပြန်လည်ပြီးတော့တောက်ပလာမှာဖြစ်ပါရဲ့ရှင့်အခုကကျမတို့ကဆွဆွဲခံနေရတဲ့ကိစ္စတွေကများနေတယ်ကျမတို့ပြန်လည်ဖြေရှင်းနိုင်စွမ်းမရှိဘူးပြန်လည်ဖြေရှင်းပြန်တဲ့ခါကျတော့လေတချို့ပြည်သူတွေကမဝန်းရံဘူးရှင့်ကျမတို့ကကျမတို့နိုင်ငံကိုပြောလာတဲ့ကိစ္စတွေကိုကျမတို့ပြန်တုတ်ပြန်တယ်ဒါပေမဲ့ ဒီလိုသတင်းတွေကြားရင်ပြည်သူတွေကစိတ်ဝင်စားကြအောင်ပြန်လည်မျှဝေရလဲမလုပ်ကြအောင်ဆိုတော့ကျမတို့ပြောသမျှအတန်လေးကတူတူလေးဖြစ်နေရပါရှင့်တူတူလေးဖြစ်နေတဲ့အခါကျတော့ကဘာကြီးကမသိဘူးမသိတဲ့အခါကျတော့ကျမတို့တို့အထင်လွဲတယ်ကျမတို့ကမသိလူရိုင်းနေကြနေရပဲအဲ့လိုအခြေအနေဖြစ်လာတဲ့အခါကျတော့ကဘာအနှံ့မှာပြောင်းရွှေ့နေတိုင်းပညာသင်ကြားဘလို့ကိစ္စနဲ့ဆိုသမျှနိုင်ငံရောက်နေတယ်ကျမတို့မြန်မာနိုင်ငံသားတွေမျက်နှာငယ်ရတယ်ရှင့်ဒါအပြင်မြန်မာနိုင်ငံကိုစီးပွားရေးအရာရွေးချယ်မလားဆိုမရွေးချယ်ကြတော့ကျမတို့နိုင်ငံကိုဆွဆွဲထားတာဆွဆွဲချက်တွေအများကြီးနေလေ ဒီလိုအရာတွေကကျွဲကူးရေပါဆိုသလိုပါလာတာရှင့်ဒါကြောင့်ကျမတို့ ਆ ဆိုရင်ကပိုင်းနဲ့လည်းကျမတို့လည်းဆက်သွယ်နိုင်တာပဲရှင်ကျမတို့မှာလည်းအင်တာနက်ရှိရပါပဲကျမတို့မှာလည်းနိုင်ငံခြားဝန်ထမ်းလားဆိုတာရှိရပါပဲဟုတ်တယ်မလားဒီတော့ကျမတို့ဟာဆိုရင်အရာရာတန်းကိုအကွက်ကြကြနဲ့စီမံဆောင်ရွက်ပြီးတော့ပူးတွဲလှုပ်ဆောင်မှသာကျမတို့ကတချို့ကိစ္စတွေမှာအောင်နိုင်မယ်လို့ကျမမြင်ပါတယ်ရှင့်ပြည်သူတွေကလည်းအတန်တိတ်မနေသင့်ပါဘူးမီဒီယာတွေကလည်းအတန်ပိုထွက်နိုင်အောင်စ조사ရမယ်ကျမတို့လက်တွဲညီညီနဲ့ကျမတို့နိုင်ငံကိုဆွဆွဲလာတဲ့များကိစ္စတွေကျမတို့နိုင်ငံကိုလာပြီးတော့မဟုတ်တမ်းတရားပြောပြကိစ္စတွေကို ရင်ဆိုင်ဖြည့်ရှင်းသွားမယ်ဆိုရင်တော့ကျမတို့မြန်မာနိုင်ငံဟာဂုံတိတ်ခါပြန်ရှိလာမှာဖြစ်ပါရဲ့ရှင့်။ကျမအနေနဲ့အခုလိုမျိုးအကြံပြုတင်ပြရဲဆိုတာလေးက ဒါနိုင်ငံတော်မှာပေါ့နော်လှုပ်ဆောင်တဲ့ကိစ္စလေးမှာတတိမမူကူးမမြင်ဆိုတဲ့လိုမျိုးပေါ့ရှင်တချို့ຢာလေးမှာမေးလျော်နေရလေးဖြစ်မှာဆိုလို့ကျမအနေနဲ့စဉ်းစားမိတဲ့လောက်လေးသတင်းဌာနတစ်ခုအနေနဲ့တင်ဆက်ပြီးတော့ဆွေးနွေးသုံးသပ်အကြံပြုတာဖြစ်ပါရဲ့ရှင်ကျမတို့အကြံပြုချက်လေးကရေဘူးအဆန်တဲ့အတွက်ပညာရှင်တွေနားထောင်ပြီးမယ်ဆိုရင်ဒီထက်ပိုမိုကောင်းမွန်တဲ့နည်းလမ်းတွေကိုဖြန့်ကျက်စဉ်းစားပြီးနိုင်ငံတော်အတွက်လှုပ်ဆောင်နိုင်မယ်လို့ကျမယုံကြည်ပါရဲ့ရှင်ကျမတို့အားလုံးစီးလုံးရမယ့်အချိန်ရောက်ပါပြီကျမတို့ဆွဆွဲလာသမျှကိစ္စတွေ တင်စည်းလာတဲ့များကိစ္စတွေကိုပြန်လည်ပြီးတော့တန်တမန်ရေးရာအရှကျမတို့ရင်ကျေးစွာနဲ့အင်အားရှိစွာနဲ့တုံ့ပြန်တဲ့အချိန်ကိုရောက်လာပါပြီဆိုတဲ့အကြောင်းလေးကိုလည်းကျမတိုက်တွန်းပြောကြားလိုက်ပါရစေရှင်။ကျမတရင်သုံးသက်ချက်လေးကိုဒီနေ့မှတလောင်းနဲ့ပဲရန်သားပါရစေရှင်။ကျမပြောကြားထားတဲ့တရင်သုံးသက်ချက်လေးထဲမှာဆွေးနွေးကြရလေးရှိရယ်ဆိုရင်လွတ်လပ်စွာနဲ့ comment လေးမှာရေးသားသွားပါရှင်။ကျမတဲ့ရင်လေးတွေကိုနေ့စဉ်နေ့တိုင်းစိတ်ရှိစွာအားပေးကြတဲ့မိဘပြည်များအားလုံးပဲစိတ်ချမ်းသာကိုကြမှာကြပါစေ။ကောင်းချိုးလို့ရင်ဆန္ဒများပြေဝကြပါစေလို့ကျမတို့ prime